အလုံးမမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်က anime brush အတာတွေအကြောင်းပတ်တူးကိုတိဆက်ပေးသွားမှာဖြစ်ပါတယ်။ Uchida Maya Uchida Maya ကို1989ခုနှစ်ဒီဇင်ဘာ29ရက်နေ့မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ Uchida Maya ငယ်စဉ်ကတည်းကဂိမ်းကစားတာကိုတော်တော်လေးဝါသနာပါတဲ့သူတစ်ယောက်ဖြစ်ပြီးအတန်တရုပ်ဆောင်ရင်းနဲ့မှာအတန်တရုပ်ဆောင်တာကိုစိတ်ဝင်စားလာခဲ့ပါတယ်။ထထကြောင့်ရွယ်ရွယ်တော့အတန်တရုပ်ဆောင်ဖြစ်ဖို့အတွက်ဆုံးဖြတ်ချက်ချခဲ့ပါတယ်။အတန်တရုပ်ဆောင်လုပ်ငန်းကိုလုပ်ကိုင်ဖို့အတွက် Japan Nutrition Adin ဆိုတဲ့အကြောင်းမှသင်ကြားခဲ့ပြီး2009ခုနှစ်မှာသင်တန်းပြပြောင်းခဲ့ပါတယ်။2010မှာတော့ Sankaria Anime ထက်က Main Character ကိုအတန်တရုပ်ဆောင်ရင်းနဲ့မှာလူသိများနာမည်ကြီးလာ ခဲ့ပါတယ်အတိတ်ကနေပြီးအတန်သေးဆောင်ရင်းနှီးမှာသူကိုယ်သူအဆူရဖြစ်လာနိုင်တယ်လို့ခန်းစားခဲ့ပြီးရတဲ့နောက်2014မှာ Britain Story of Devil Anime ရဲ့ Opening ဆောင်မှာပါဝင်တည်ဆောက်ခွင့်ရခဲ့ပါတယ်သူအရောက်ရောက်ဆုံးတစ်ချင်းက SSS Greenman Anime ရဲ့အနီဆောင်ပဲဖြစ်ပါတယ်သူကိုယ်လူတိအများဆုံး Anime Character တွေကတော့ချိန်တက်ဆိုကြထက်ကတန့်ကယူကီ君と付き合いをする6番組組長の出雲天下です Thank you. ။နိုရာကာမီတက်ကဟီယိုရီတို့နဲ့လူသိများပါတယ်။ပူချီတာမယာကအခုတက်တည်းလည်းအတန်တိုးဆောင်လုပ်ငန်းနဲ့အဆိုတော်လုပ်ငန်းကိုလုပ်ကင်နေဆဲဖြစ်ပါတယ်။ရှီမိုနိုဟီရိုရှီမိုနိုဟီရိုငငယ်လေးကတည်းကအမှုပညာနဲ့အတန်တိုးဆောင်တာကိုတော်တော်လေးစိတ်ဝင်စားခဲ့ပြီးအတန်တိုးဆောင်လောကကိုဝင်ဖို့အတွက်စိတ်ဆန္ဒရှိခဲ့ပါတယ်။ဒီလိုနဲ့အတန်တိုးဆောင်တာကိုလေ့ကျင့်သင်ကြားခဲ့ပြီးအတန်တိုးဆောင်ဝင်ရခဲ့ပါတယ်။သူကအတန်တိုးဆောင်အပြင်အဆိုတော်အဖြစ်လည်းလုပ်ကင်လျက်ရှိပါတယ်။2021ခုနှစ်မှာကိုဗစ် -19 ကူးစက်ခံရပြီးတပတ်အကြာမှာကုသမှုခံယူပြီးအတန်တိုးဆောင်လုပ်ငန်းနဲ့အမှုပညာလုပ်ငန်းတွေကိုပြန်လည်စတင်နေပြီဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ရှီမိုနိုဟီရိုကလက်ထပ်ပီးသားသူတစ်ယောက်ဖြစ်ပြီး တာသမီနှစ်ယောက်လည်းရှိပါတယ်သူကကိုကြီးကိုတာချက်လက်တွေကိုအရင်လှုပ်ဝှက်ထားသူဖြစ်ပြီးမိသားစုအတွင်းကိစ္စတွေကိုလည်း public ကိုမဖြတ်ဝင်ပဲတော်တော်တိတ်တိတ်နေသူတယောက်လည်းဖြစ်ပါတယ်ဘလောက်ထိတောင်အတန်တယောက်ဆောင်ပါရမီမှာသူကြုံလဲဆိုလို့ရှိရင်သူကင်ထားတဲ့ role တွေတော်တော်များများကနာမည်ကြီး character တွေကိုရထားတာဖြစ်ပါတယ်သူကိုအထက်အောက်ထိုက်တင်ထက်ကခော့နီမိုင်ယိုအကယ်မီထက်ကဒါဘီဒီမိုစလီယာထက်ကဇင်စုအဖြစ်လူများစုကသိထားကြပါတယ်ဟာ い、カノチナツ役の上田玲奈です。上田玲奈。上田玲奈を1994ခုနှစ်ဇန်နဝါရီ18ရက်နေ့မှာဝင်ဖွားလာခဲ့ပါတယ်။ငယ်စဉ်ကတည်းကတရုတ်ဆောင်နဲ့အနေထိမ့်မဲ့ဖြည့်ဖြည့်နုပညာတွေကိုစိတ်ဝင်စားခဲ့ပြီးမြူလတန်းချောင်းရွယ်ကတည်းကပြဇာတ်တွေမှာပါဝင်တရုတ်ဆောင်ခဲ့ပါတယ်။အလဲတန်းချောင်းရွယ်ရောက်တော့အတန်တရုတ်ဆောင်တာကိုနှစ်သက်စိတ်ဝင်စားလာခဲ့ပြီး81 Project အနုပညာအေဂျင်စီအတန်တရုတ်ဆောင် Edition မှာ Second Class Grand Prix ဆုကိုရခဲ့ပြီး2012ခုနှစ်လောက်မှာတရားဝင်အတန်တရုတ်ဆောင်လုပ်ငန်းကိုလုပ်ကင်ခဲ့ပါတယ်။2014လောက်ဟာနာယာမာတာဆိုတဲ့အနမေမှာ Main Character အဖြစ်အတန်တရုတ်ဆောင်ကိုရခဲ့ပါတယ်။သူအတန်တရုတ်ဆောင်ခဲ့ ဲ့ character တွေကလည်း Q type ဘက်ကိုသွားတာများပြီးတခါတလေကြာရင်လည်း sexy type ဘက်ကိုလည်းသွားပါတယ်သူအတန်တိကျဆောင်ထားတဲ့ character တွေကတော့အခုတလောထွက်ရှိထားတဲ့ blue box တွေကချင်းသားစု demonstrator ထက်ကခန္ဓာဦး solo level ထက်ကချာဟင်ချိန်စောမန်ထက်က reese ဖြစ်အတန်တိကျဆောင်ထားပါတယ် ueda reina ကအတန်တိကျဆောင်တဲ့အနုပညာလောကမှာအဓိကအားထားတဲ့သူတစ်ယောက်ဖြစ်လာခဲ့ပြီးအခုထက်ဒီလည်းအနုပညာလောကမှာဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပါတယ် nagamura yuji သူ့ကိုလူတော်တော်များများကကိုဂျိုစာတူရူဘိုက်စ်အတာဖြစ်လူသိများကြပါတယ် prairie ထက်က grey blue lot ထက်က shido mairo academy ထက်က hot ဖြစ်အတန်တိကျဆောင်ထားပါတယ် ကာမူရာ UG ကို1980ဖေဖော်ဝါရီ20ရက်နေ့မှာဝင်ဖက်ခဲ့ပါတယ်။သူထထကြောင်ပြီးသွားတဲ့နောက်တိုချိုမြို့ကိုရွှေ့ပြောင်းနေထိုင်ခဲ့ပြီးအတန်တောက်ဆောင်ဖြစ်ဖို့အတွက်ကြိုးစားခဲ့ပါတယ်။ဂျိုဂျိုဂျီ Animation Academy မှာတက်ရောက်တင်ကြားခဲ့ပြီးတင်ရန်တက်နေခြင်းအတွင်းမှာလဲစားသောက်ဆိုင်တစ်ခုရဲ့ဝိတာအဖြစ်လောက်ကိုင်ခဲ့ပြီးကြိုးစားခဲ့ပါတယ်။နကာမူရာ UG ကတော်တော်လေးကိုပါရမီပါသူတယောက်ဖြစ်ပြီးသူ့ရဲ့ရုပ်ရည်ကလည်းလူကြီးလူကောင်းဆန်တဲ့မျက်နှာကိုပိုင်ဆိုင်ထားပါတယ်။အရင်တော့ကအဲ့လောက်ထိဆော်မကြည့်ပေမဲ့ဂိုဂျိုဆတ်တူတူရဲ့ကာရက်တာကိုအတန်တောက်ဆောင်ပြီးတဲ့နောက်မှာ main clip တွေရဲ့အသက်ဆက် price actor ဖြစ်လာခဲ့ပါတယ်။ဥဆုနကီတိုမိုရီ။ဥဆုနကီတိုမိုရီ။ဥဆုနကီတိုမိုရီကို1990 က်ကိုဒီဇင်ဘာ22ရက်နေ့တိုချိုမြို့မှာဝင်ဖွားလာခဲ့ပါတယ်။သူငငယ်လေးကတည်းကအနုပညာပေါ်စိတ်ဝင်စားမှုရှိခဲ့ပြီးသုံးနှစ်အရွယ်လောက်မှာ PNO ကိုသင်ကြားခဲ့ပါတယ်။ငငယ်လေးကတည်းကအနမေတွေကိုကြိုက်နေတတ်ပြီးအနမေ brush အတာဖြစ်ချင်လာခဲ့ပါတယ်။အနမေ brush အတာအဖြစ်ကြိုးစားခဲ့ပေမဲ့လည်းအတွေ့အကြုံမလုံလောက်မှုကြောင့်အဆိုတော်ဘက်ကိုပြောင်းရွှေ့ကြိုးစားလာခဲ့ပါတယ်။မွေးရပါကျမ်းမာရေးဆိုးရမှုကြောင့်သူဝန္ဒနာပါတဲ့အကကိုလည်းထပ်မံလက်လျှော့ခဲ့ရပါတယ်။ဒါပေမဲ့သူ့ရဲ့အရှုံးမပေးပဲကြိုးစားမှုကြောင့်အနမေ brush အတာအဖြစ်ကိုအဆိုတော်အဖြစ်ကိုအကပညာရှင်အဖြစ်ပါအမိလာခဲ့ပါတယ်။အခုလက်ရှိမှာတော့ကျမ်းမာရေးကြောင့်အကမကနိုင်ပေမဲ့လည်းအနမေ gain အဆိုပိုင်းဆိုင်ရာကိုကြိုးစားလျက် ရှိပြီးသူ့ကိုချိဆောမင်းထက်ကမာကီမာဟန်ဒရက်ဆိုပြီးထက်ကရှီဇူကာမာကီဇူကီချိန်တက်ဆိုကြထက်ကဝါကူရာအာအိုဘာအဖြစ်တန်တုပ်ဆောင်တော့ကိုလူအများစုကသိကြတဲ့အထိအောင်မြင်လာခဲ့ပါတယ်အခုထိလည်းတဖြည်းဖြည်းချင်းသူတက်နိုင်တဲ့မြတ်အလမေတန်တုပ်ဆောင် route တွေကိုလောက်ကဲလျက်ရှိပါတယ်ဒီထက်မှ bear voice attack တွေအကြိုက်ဆုံးလည်းပြပြပေးသွားပါနောက်ပြီး bear voice attack တွေကိုလုတ်ပြရမလားဆိုတာကိုမမရေးသွားပေးပါဦးဒီ video လေးကိုကြိုက်နေတဲ့ comment နဲ့ share နဲ့ကူညီပေးသွားကြပါဦးနောက် video ကြရင်ပြန်တွေ့ပါမယ်